ုံးမဲမင်္ဂလာပါရှင်။ကျမရဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့ကျမဖျက်ပြပေးသွားမယ့်စာအုပ်လေးရဲ့ခေါင်းစဉ်ကတော့ဆရာလယ်ရင်သားစောချစ်ရေးသားထားသောကျွန်တော်မုံဆုံးကျွန်တော်လို့အမည်ရပါရစေ။ခံစားနာဆင်ပေးကြပါဦးရှင်။ပူဟုံပြင်းစနင်းစဲစာဟေမန်ရင်းစနှွေချင်းစာရရှိဝင်းကျင်မှာမြူမုံဖုံမုံတို့ဖြင့်မိုင်းနေသည် လေဝဲလေယူတိုက်ရာတို့ ရွက်ဝါလေးများကကြွေလင့်နေကြသည်ဟူးဆမ်မီဝဲကမှအထွက်တွင်တက်ပြင်းပူပူတစ်ချက်ကို ကျွန်တော်ပါဇာမမှုတ်ထုတ်ရင်းမျက်နာမှချွေများကိုလက်ကင်ပေါ်ဝါဖြင့်တုပ်ပစ်လိုက်သည်ယနေ့ဆယ်တန်းဆမ်မီဝဲနောက်ဆုံးပါတာရက်ကိုဖြည့်ခဲ့ရသည်ဘာပဲဖြစ်ဖြစ်ဝင်းတော့ဝင်ပိုးကြီးတစ်ခုကြာသွား၏မြင်းထဲမှာပေါ်ပါသွားသည်အောင်မအောင်ဆိုသည်ကိုတော့မတွေးခြင်းနောက်ခါလာနောက်ခါစေဟု သဘောထားလိုက်သည်စာမေးဝဲခန်းထဲမှအစောဆုံးထွက်လာကြသူများတွင်ကျွန်တော်ပါဝင်သည်ကျွန်တော်ရှိမှထွက်နေသူနေသေးသည်မို့အပြင်မှလူသိမ့်မရှိသေးမအေးဖြူဖြစ်နေသည့်တစ်ဖက်ဆောင်မှအခန်းစီသို့လမ်းကြည့်လိုက်သည်မအေးဖြူကိုမမြင်ရတခြားလူတွေကုန်းနေအောင်ဖြီးနေကြစေမအေးဖြူကစူးစားသည် အချိန်မစေးပဲထွက်မည်မဟုတ်ကြိုးကြိုးစားစားဖြီးနေမိသူ့ပုံလေးကိုမြင်အောင်၍ပြုံးမိသည် ကျောင်းအောင်ရောက်မှကျွန်တော်ထက်အရင်စောထွက်သူအချို့ကိုတွေ့ရသည်။ဆရာတယောက်ကမေကွန်းကန်၍ကျောင်းသားနှစ်ယောက်နှင့်စကားပြောနေသည်။ဘာဘာညာညာအဖြစ်တိုက်ပြီးစစ်ဆေးနေကြဟန်တူပါ၏။ကျွန်တော်ကတော့ဖြေခဲ့ပြီးမှပြင်း၍မရတော့သည်ကိုအမှားအမှန်တိုက်မနေခြင်း။မှားသည်ဟုဆိုရင်စိတ်ညစ်နေရအောင်မည်။ကိုဘာသာစူးစမ်းပြီးအကောင်းဆုံးဖြစ်အောင်ဖြေခဲ့ပြီ။အောင်ဖို့ကြဖို့ဆိုသည်မှာစာစစ်သူ၏တာဝန်သာဖြစ်သည်ဟု သဘောထားလိုက်သည်ကျွန်တော်မှာထိုးထက်ပို၍အရေးကြီးသောစိတ်ဝင်စားစရာရှိနေသည်ဆာမေးဝဲပြီးလျင်မအေးဖြူနှင့်တွေ့ရန်ချိန်ထားသည်ကျွန်တော်တို့နှစ်ဦးသဘောတူနေရသတ်မှတ်ထားပြီးသားသို့သောចောင်းမှအတူထွက်၍မဖြစ်မအေးဖြူအိမ်မှတည်လျင်ပြဿနာတက်မည်ကျွန်တော်လျင်သွားနေရမည်မအေးဖြူနောက်မှလိုက်လာလိမ့်မည်နေရာကနည်းနည်းဝေးသည်ဒုထာဝရီမြေကမ်းဘေးထိသွားရမည် သို့တော့ကိစ္စမရှိမလာခြင်းလင်ခရီးဝေးတော့လဲလာခြင်းလင်အနီးကလေးဒီထက်ပိုပြီးလာခြင်းသွားခြင်းတော့နေရာမရှိချစ်သူနဲ့တွေ့ရမည်နေရာကဘာပေါ်တွင်အလားဆုံးနေရာနေကပူလွန်လာသည်ကိစ္စမရှိချစ်သူမျက်နာကလေးကိုတွေ့လိုက်ရုံနဲ့တလောကလုံးအေးသွားမည်သူကစပိန်နှင်လာမည်ကျွန်တော်ခတ်တော့တော့ကလေးရှောက်ရသည်မအေးဘူးထက်အရင်ရောက်နေခြင်းသည် စ်သူလာမိလမ်းစီတို့လမ်းမြော်နေရသောနှွေနှွေထွေထွေအရာသာလေးကိုခံစားခြင်းသည်ရောက်ပါပြီဒုထဝရီမြေကမ်းပြီးမှအေးမြသောဦးရီစစ်ကလေးစိမ့်စိမ့်ညိုညိုအုံအုံဆိုင်ဆိုင်ပတ်ထားသည့်အေးဆိုင်ကလေးလာပါတော့နေရစိတ်ကူးရင်စရာနေရကျွန်တော်ကဤနေရာလေးကိုအချစ်ရွာဟု အမည်ပေးထားသည် ဒုထဝရီမြစ်ကိုလမ်းမြင်နိုင်သောအုံနှဲပင်အောက်မှတီးကြားစပွဲလေးတွင်ကျွန်တော်ဝင်ထိုင်လိုက်သည်မအိုပင်ဟုပြောကြသောအုံနှဲပင်၏အရေးကတိတ်တိတ်တဲတဲရှိလာသည်မြစ်ဘက်မှတိုက်လာသောလေနုအေးကြောင့်ချွေးကလေးတွေတိတ်သွားသည်ဘာတော့မှလည်းကိုစိုးနိုင်ဆိုင်မကောင်လေးကလာမိသည်ကျွန်တော်ကလက်ကပြလိုက်သည်နေုံကတယောက်ကျန်နေတယ်ကောင်လေးကသဘောပေါက်၍ပြုံးပြီးထွက်သွားသည် လက်မနာရီကိုလှမ်းကြည့်လိုက်သည်အချင်းစီပြီခုလောက်ဆိုမအေးဖြူဖြေလွှာများကိုတင်းစီအနန်နေရောမြည်ကျွန်တော်အေးဆေးဆေးပင်မြပြင်းစီတို့ငေးမောရင်းစောင့်နေလိုက်သည်ခဝေးဝေးတွင်ရွက်လေကြီးတစင်ရွက်တိုက်လင်မျောနေသည်ကျွန်တော်ကြပြဆက်ချင်စိတ်ပေါက်လာ၍အိတ်ထဲမှဗလာစာအုပ်တအုပ်ကိုထုတ်ယူလိုက်သည်။နောက်ဆုံးစာရွက်များမှာကြပြအတူထွားများနေကြီးပြည့်နေ၍ 9ရက်ခန့်နောက်ပြန်လမ်းမှဇာရွက်လူများသို့ရောက်သည်မြစ်ပြင်မှရက်လေကြီးများစီသို့တခါလှမ်းကြည့်လိုက်သည်ဖြည်းဖြည်းညင်ညင်လွင်မျောနေပုံကလွမ်းမောစရာလေကလေးတစ်စင်းတွင်မအေးဖြူနှင့်အတူရွက်ကုံဖွင့်ပြီးလွင့်ကျင်ဆန်းလာသည်လေငယ်ရှင်ရွက်ကုံဖွင့်လွင့်ကျင်ရဲ့ချစ်သူရဲ့မအေးဖြူလိုက်နိုင်ပါမလားလိုက်ရဲပါမလားအိုးတကယ်ချင်းတတိရှိရမှာပေါ့ ရေပြင်ကျဲကူးကြမဲနှစ်ယောက်တည်းဘဲလှိုင်းဘလို့ထန်လို့ရေစံမှလေစံတိုက်လေဆိုင်ဘက်မှစပိန်တန်ကြွေလှမ်းကြည့်လိုက်တော့အိုးဝမ်းသာလိုက်ရသည်ဖြစ်ချင်းမအေးဖြူလာပြီသူ့တငယ်ချင်းဆန်းဆန်းကြီးကစပိန်နဲ့လိုက်ပို့ပြီးပြန်သွားသည်အလိုက်သည်သောတငယ်ချင်းကကျွန်တော်ထိုင်နေရမှထားလိုက်သည်လွယ်ကလေးလွယ်လျက်ကျွန်တော်ရှိရာစပွဲစီသို့ရှောက်လာနေသောမအေးဖြူ အသားကလေးဖြူဝင်းယုံမကစည်ရင်မှဖြူစွင်ရဲ့မျက်နှာကလေးကလည်းအေးချမ်းသောကြောင့်နာမည်နှင်လိုက်တော့မအေးဖြူကျွန်တော်တိတ်ချစ်တိတ်မြတ်နိုးပြီးအထင်ကြီးရတော့မအေးဖြူမအေးဖြူကစပွဲပေါ်တို့လွယ်ကလေးတင်လိုက်သည်ကျွန်တော်လွယ်နေပေးချင်းရှင်လျက်သူထိုင်ရန်ခုံရွေးလိုက်သည်ကျွန်တော်နှင့်ညနေချင်းဆိုင်မဟုတ်တစ်ဖက်ထဲပေးချင်းရှင်လျက်လည်းမဟုတ်၄00စပွဲတွင် ကျွန်တော်ထိုင်သည့်မျက်နှာစာနဲ့တောင်စွန်းတစ်ခုသာချသောဘေးဘက်မှနေရာအကိုဖြေနိုင်လာရင်ထိုင်ထိုင်ချင်းမေတော်မေကိုကျွန်တော်စာမေးဝဲဖြေနိုင်ဖို့စာမေးဝဲအောင်ဖို့မှာသူ့အတွက်အရေးကြီးဆုံးဖြစ်နေဟန်တူပါ၏ကျွန်တော်ကသူ့စိတ်ကြည်နံအောင်ခေါင်းငိမ်ပြလိုက်သည်ဆိုင်းမကောင်းလေးရောက်လာသည်ကိုစိုးနိုင်တောက်တော်မလားအေးတမ်းမရရေးချင်းချင်းနှစ်ခွက်ဖြောခဲ့ညီခွဲတွေကိုထုချေမထဲနဲ့နော် အတုံးခဲလိုက်တဲ့မအေးဖြူကြိုက်မှလိုက်သည်မအေးဖြူရောဖြေနိုင်နေမဟုတ်လားစာမေးဝဲအကြောင်းမေးထားခြင်းမီဖြစ်ပေမဲ့ဒီအချိန်မှာဒီစကားသည်အမေးတင်ဆုံးဖြစ်နေ၍စိတ်မပါပဲမေးလိုက်ရသည်စူးစားတော့ဖြေခဲ့တာပဲအကိုရဲ့မအေးဖြူကအောင်မှသိကြပါဗျဟွန်းအေးဖြူတယောက်ထဲတော့မအောင်ခြင်းမူအကိုရောနှစ်ယောက်အတူအောင်မအောင်ခြင်းနဲ့ကျွန်တော်ကိုကြည်နေသည် ကျွန်တော်တက်ပြင်းချမိရသည်စာမေးပွဲကြောင့်မဟုတ်မဲရေးဖြူရေးမျက်လုံးများကြောင့်မဲရေးဖြူနှင့်အကြည့်ချင်းစုံရင်းဘယ်နှခါဆုံးဆုံးရင်ခုန်ရသည်ချီတိတ်လာသောမျက်လုံးတွင်တောက်ပါပြီးအရေလဲနေသည်ကိုလုံးကိုထဲဖွင့်ဖြိုးတော်လဲကြစ်လေး၍အချိုးစစ်ကြခြင်းမျက်နှာကလေးအဆင်ပြေစွာချုပ်ခြင်းတို့သည်မဲရေးဖြူ၏အလှဖွဲ့ဆိုရာတွင်မပါမပြီးသည်မှမှန်ပါ၏ သို့သောမအေးဖြူ၏ထူးခြားသောအလှသည်တောက်ပပြီးအရေလက်နေသည့်မျက်ဝန်းအဆုံးဖြစ်သည်သူကရိုးရိုးပင်ကြည်တော်လဲကျွန်တော်အတွက်တော့ညှို့ယူဖန်စားသည်နှင့်ခံစားရသည်ဟိုးမှကြည်စမ်းမအေးဖြူမြစ်ပြင်အဝေးတွင် လေဟုန်စီး၍လွင်မျောနေသောရွက်လေကြီးစီတို့ကျွန်တော်ကညွန်ပြသည်မအေးဖြူကရွက်လေကြီးစီတို့လမ်းကြည့်နေသည်ကျွန်တော်ကတော့လှပသောသူ့မျက်လုံးအဆုံးကိုငေးကြည့်နေမိသည် ထို့မျက်လုံးများထဲမှာအချစ်လေးကလေးတစ်စင်းကိုမြင်နေရသလိုလိုပြော့ဒီမှာဖက်ကြည့်ဆက်လို့မပြီးသေးဘူးမဲအေးဖြူကကျွန်တော်ကဗျာလေးကိုဖတ်နေသည်ကျွန်တော်ကကဗျာယူစာယူဝိတုရိဖတ်ပြီးစိတ်ကူးရင်သည်တက်သည်။မှတ်သည်။နှင့်လေးချိန်ခန်းစာအုပ်များဤနောက်ပိုင်းစာမျက်နှာများတွင်ကဗျာလေးများဆက်သည်ဘယ်မဂ္ဂဇင်းမှပို့ဖြစ်သည်တော့မဟုတ်တူဦးသည်သောကျွန်တော်စာဖတ်ပရိသတ်ကမအေးဖြူ အကိုနဲ့တူညီဆန်လေးဆန်မလိုက်ရဲလားမဲရီဖြူကောင်းကလေးငိမ့်ပြပုံကချစ်စရာရပြီကာယန်ညီတော်သူမျက်နာလေးကို ကြည့်မြင်ရတိုင်းကျွန်တော်အတွက်ကာယန်လေးတွေရစမြင်ကြပြလေးတွေ ဖြစ်လာစမြင်ကျွန်တော်ကခြာရေးလိုက်သည် လင်းငယ်ရှင်ရွက်ကုံဖွင့်လွင့်ခြင်းရဲ့ချစ်သူရဲ့ရေပြင်းကျဲကူးကြမယ်နှစ်ယောက်တည်းဘယ်လိုင်းဘယ်လိုထန်လို့ ရေစံမှာလေစံတိုက်လဲမကြောက်ပောင်ရွှေလက်တွေဘဝပင်လဲတဲ့ကျွန်တော်ကမအေးဖြူကိုပြန်ပြလိုက်သည်သူဖတ်ကြည့်သည်ဟဲတိတ်ကောင်းတာပဲအကိုကတော့မြန်မာစာကုန်လူထွက်မှတည်ကြတယ်ကျွန်တော်မြောက်သွားပြီမအေးဖြူသည် ကျွန်တော်အတွက်အားစီကျွန်တော်ကပြားလေးတွေဖတ်ပြီးတိုင်းအာပါတရာချီကျူရသည်တခါတည်းရန်ကိုဘာသာအားမရတော့ကပြားကိုပင် သူသဘောကျနေ၍ကိုပါလိုက်ပြီးကြိုက်မိရသည်။ဆိုင်မကောင်လေးကတံမရီနှစ်ခွက်လာချပေးသည်။တောက်လီမအေးဖြူတန်းသွားအောင်။သူ့ကိုပြောပြီးကျွန်တော်ကရေစာနေသည်မို့သုံးကြိုက်လောက်ဆက်တောက်ပြလိုက်သည်။ကောင်းသည်ချင်းချင်းအေးအေးလေး။ဖန်ဝက်ကိုပြန်ချလိုက်တော့တဝက်လောက်ကျသွားပြီ။မအေးဖြူကတော့တကြိုက်သာတောက်ဟန်တူပါ၏။ခွက်ပြန်ချတော့အများကြီးကျန်နေသေးသည်။ ျွန်တော်သူ့ကိုလှမ်းကြည့်တော့သူကျွန်တော်ကိုကြည်နေသည်လှလိုက်သည်မျက်လုံးများကျွန်တော်ယင်မှမောရပြန်သည်မအေးဖြူသည်အကြည့်ရဲသောမိန်းကလေးမဟုတ်တော့လဲကျွန်တော်အပေါ်စေတနာပြေသူနှင့်ချစ်သူမဖြစ်ခင်ကသူ့မျက်လုံးများကိုတစ်ခါဆုံရဖို့ရေးအနှစ်တရာမှတစ်ခါသာပွင့်သည်ဆိုသောအာတာဝရီနွယ်နီနတ်ပန်းကိုနတ်တို့မျှော်သလိုမျှော်ရသည်တံမိုးကြည့်လိုက်သည်ဖြစ်ချင်းဆုံမြန်တော့လေနှစ်ရက်သုံးရက်မမေ့နိုင် ရင်ထဲမှာမောနေအောင်ဆွဆွနစ်နစ်ဖြစ်ရသည်ထိုအကြောင်းများကိုကျွန်တော်ပြောပြဘူးသည်အော်ဒီလောက်ပဲလားကိုရဲ့သူကကျွန်တော်အတွက်စိတ်မကောင်းဖြစ်ဟန်တူသည်အဲ့ဒီမျိုးလုံးလှလှလေးတွေနဲ့အမြဲတမ်းအကြည့်ချင်းစုံနေခြင်းနဲ့မအေးဖြူရဲ့မောချင်လဲမောစမ်းပါစေရင်ခုန်ချင်တလောက်ခုန်စမ်းပါစေအဲ့ဒီဝေဒနာကိုတတ်တတ်လုံးခံစားခြင်းနဲ့မတွန့်တူနဲ့တော့မအေးဘူး ကျွန်တော်တောင်းဆိုခဲ့ပြီးကတည်းကကျွန်တော်အလိုကိုလိုက်၍အကြည်ချင်းစုံစေပါ၏မညူမဆူမတုတ်မဆုတ်အကြည်ခံရရှာ၏ညံ့လို့စရာချစ်မောစီသည့်ဝေဒနာလေးတွေကောင်းမှုပြုနေရှာ၏တိတ်ချစ်စရာကောင်းသည်မေးပြူသူ့ကိုကြည့်ရင်ကျွန်တော်ရင်ထဲမှာမောလာရပြန်သည်ဖန်ခွက်ကိုကောက်ယူ၍မောလိုက်မိ၏ပြန်ချလိုက်တော့ဖန်ခွက်ထဲမှာရေခဲတုံးကလေးတွေသာကျန်တော်သည် ဟုတ်ဗျာအကုန်တောက်လိုက်မိပြီဖြောရင်အေးတောက်ရင်ဖြည်းဖြည်းချင်းတောက်ရမည်ဟုမင်းအဖြူတင်ကြားထားသည်ကိုကျွန်တော်မေ့လျော့သွားသည်ရပါတယ်ကိုရဲ့မင်းအဖြူကဒုက္ခထဲမှတဝက်ခွဲပြီးသည်ဟွန်းဟွန်းမယူခြင်းမူမင်းအဖြူတောက်အဲ့ဒါကိုအတူတူကုံအောင်တောက်မယ်မင်းအဖြူကနမူနာပြသည်တို့သူ့ဖန်ခွက်ကိုယူ၍ဖြည်းဖြည်းချင်းတကြိုက်တောက်ပြီးပြန်ချထားလိုက်သည် ထို့နောက်ပန်းနှုတ်ရောင်မိမကိုင်းလက်ကိုင်းပွားကလေးနဲ့သူ့နှခမ်းကိုတိုးတုပ်လိုက်သည်စေမစိုးပဲနှီးပြင်းနှုတ်ဖက်နေသောနှခမ်းလေးကညံ့နှိုးချင်စရာမအေးဖြူကိုကြည့်ရင်ကျွန်တော်ရင်ထဲမှာစိုးရိမ်စိတ်ကြီးစွာဖြစ်လာမိသည်ဒီလောက်လှပြီးဒီလောက်ချစ်စရာကောင်းတဲ့မအေးဖြူနဲ့သာဝေးနေရမယ်ဆိုရင်ငါယူမှာပဲရှေ့တရှူမှမြစ်တစ်ဖက်ကမ်းစီတို့ကျွန်တော်လှမ်းကြည့်လိုက်သည် ရဲရဲနေအောင်ပွင့်နေကြသောပောက်ပင်လက်ပံပင်ကြီးများကိုနေရာတိုင်းမှာတွေ့နေရသည်။မအေးဖြူဟိုးမှကြည့်လိုက်စမ်း။မအေးဖြူကကျွန်တော်ညွှန်ပြရာသို့လမ်းကြည့်လိုက်သည်။တရားဒီကတိတ်လွန်းဖို့ကောင်းတာပဲ။မြေမုံတွေထပြီးရွက်ဝါတွေကလည်းကျွေလို့လေးဝေးလေးယူကလည်းတိုက်သေးတယ်။ပောက်ပွင့်လက်ပံပင်ပွင့်တွေကလည်းပဲကြည်ကြည်နေရနေတာပဲ။တရားဒီကိုအကိုလည်းသဘောကြတယ်။ ရင်ထဲမှာလည်းမခံတတ်ဘူးလွမ်းတလူလူဆွေးတလူလူအားငယ်တလူလူနဲ့မအေးဖြူကလက်ပံမင်းနီနီကြီးများကိုကြည့်နေရမှကျွန်တော်ကိုပြန်ကြည့်သည်မအေးဖြူ၏မျက်လုံးများနှင့်အကြည့်ချင်းဆုံရပြန်သည်နေရာသည်ရဲ့ရှုကင်းတွေကမအေးဖြူ၏မျက်လုံးတွင်နေတူတယ်ဟမ်ဘာဖြစ်လို့လဲမြင်လဲမြင်ချင်တယ်ရင်လဲမောရတယ်မအေးဖြူပြုံးသည်အကိုတိတ်ပြောတတ်တာပဲ ီလောကကြီးမှာအကိုအကြောင်းဆုံးတစ်ခုရှိတယ်။တိလာမအေးဖြူကကျွန်တော်ကိုလှမ်းကြည့်သည်။ဘာလဲဟုမေးသည့်သဘောမအေးဖြူနဲ့ဝေးရမာကိုအကိုအကြောင်းဆုံးမယ်။ဘာလို့ဝေးရမာလဲအကိုရဲ့။ကဲအခုစာမေးဝဲပြီးပြီ။ကျောင်းလဲပိတ်ပြီ။အကိုကစကရင်ရွာမှာနေတယ်။မအေးဖြူကတတဦးမြို့ပေါ်မှာနေတယ်။ဒီနေ့တွေ့ပြီးရင်နောက်တစ်ခါဘယ်လိုလုပ်တွေ့ကြတော့မလဲ။ ဒီမျက်လုံးလှလှလေးတွေကိုပြန်မြင်ရဖို့ဘလောက်ဆောင်ရအောင်မလဲတတဦးနဲ့စကဲအင်းဘလောက်များဝေးလို့လဲအကိုရဲ့စပိန်နဲ့လာလာမြင်းနဲ့လာလာအနည်းလေဩလာလာတော့ဟုတ်တာပေါ့မအေးဖြူတို့အိမ်ကိုအကိုကဘလို့လှုပ်လာရဲမလဲဇရာကိုကြောက်တယ်မအေးဖြူထံမှချစ်စပွဲရဲတန်းလေးထွက်လာသည်မအေးဖြူဖခင်ဇရာကျော်ကအလေတန်းပြဖြစ်သည်ကျွန်တော်တို့ခုနှစ်တန်းထိပ် တင်ချသင်ခဲ့တော့ဆရာအသင်ပြကောင်းသလောက်မျက်နှာထားတင်သည်ကျွန်တော်တို့ဆရာကိုယူလဲယူသေးသည်ကြောက်လဲကြောက်သည် မရင်နဲ့ပြတော်ကြာကြာမှငိုနေရမှာမင်းအီဖြူခန့်ငင်းငယ်လေးတွေးသွားသည်ဆယ်တန်းဆာမီဝဲဆိုသည်ကိုလည်းကျွန်တော်မယုံချင်းအထူးသဖြင့်ကျွန်တော်ကိုကျွန်တော်မယုံချင်းကိုပါတာတော့စူးစမ်းဖြေခဲ့ပါသည်သို့တော့အောင်မီမအောင်မီမပြောရဲ့ စာမေးပွဲကိုကျွန်တော်တို့နှစ်ယောက်စလုံးအောင်မီလားနှစ်ယောက်စလုံးကြာမီလားတယောက်အောင်ရေးတယောက်ကြာမီလားဘယ်သူအောင်ရေးဘယ်သူကြာမီနည်းကျွန်တော်တို့ခုနဲ့ပြန်ဆုံနိုင်ဖို့အခွင့်အရေးရှိပါအောင်မီလားခိတခွဲသည့်ထင်ရမှတတ်တလုံးကွဲကွာသွားကြမီလားထို့အတွေ့ကကျွန်တော်ရင်ကိုတုံ့လုံစေပါသည်နွေဦးလေးမွေချိန်မှာအချစ်ဥတော်အချစ်ယူတော်ကပွေရပြီ။ မအေးဖြူဟုတ်ကဲ့ကိုမအေးဖြူနဲ့ကိုမခွဲချင်ဘူးဘသူကခွဲခိုင်းလို့လဲအခုမအေးဖြူအင်ကိုဘလို့ပြောခဲ့လဲစာမျိုးဝဲပြီးရင်တငယ်ချင်းတွေနဲ့အင်ဝဘတ်သွားလဲကြမယ်လို့ပြောခဲ့တယ်ဘယ်နှစ်နာရီရောက်ပြန်ရမှာလဲ၄နိုင်ရောက်ပြန်ရမှာကျွန်တော်လက်မနိုင်ကိုလမ်းကြည့်လိုက်သည်အခုပဲ၃နိုင်ကျော်နေပြီ၃နိုင်လောက်ဆိုရင်အကိုနဲ့မေးရီဖြူခွဲရတော့မယ် ိုးအကိုကလည်းဒီလောက်တော့ခွဲနေရမှာပေါ့ပညာစုံတို့အလုပ်ရတော့အတူနေမှာပေါ့အဲ့ဒီလောက်ကြောင်အကိုမဆောင်နိုင်ဘူးမဆောင်နိုင်လို့ပဲဖြစ်ပါမလဲအကိုရဲ့သူကမျက်လုံးရွယ်ကြီးများဖြင့်ကျွန်တော်ကိုငေးကြည့်နေသည်အဲ့ဒီလိုမကြည့်နဲ့မအေးဘူးအကိုယူသွားလိုက်မယ်သူကပြုံးလိုက်၍သူ့မျက်လုံးများမှာပိုပြီးအေးလဲလာသည်ဒီလောက်လာတဲ့မျက်လုံးတွေကိုတမမြင်ရရင်အကိုတိတ်လွမ်းရမှာ ပို့တယ်အကိုရဲ့မပို့ဘူးမအေးဖြူအကိုရင်နဲ့ရှိတဲ့အတိုင်းပြောနေတာကျွန်တော်ကမအေးဖြူကြီးလွယ်ပြီးပေါ်မှာကျွန်တော်လက်ကိုဖြန့်၍တင်လိုက်သည်ကျွန်တော်ဘာတောင်းသည်ကိုမအေးဖြူသိပါ၏သူ့လက်ဖြူဖြူနုနုလေးကိုကျွန်တော်လက်ထဲမှာအသာရထည့်ပေးရှာ၏ဩတိတ်ချစ်စရာကောင်းတဲ့မအေးဖြူရဲ့သူ့လက်ကလေးကိုကျွန်တော်တင်းတင်းပအောင်ဆုပ်ထားလိုက်မိသည်ဘယ်တော့မှလွတ်ထွက်မသွားချင်သောလက်ကလေး ကျွန်တော်ရင်ထဲမှာပိုးရွေမော်လာသည်မယ်ရင်ဖြူနေခွဲခွာနေဖို့ကျွန်တော်မစင်စားချင်တော့ပါခုလည်းမခွဲချင်းနောက်လည်းမခွဲချင်းခဏလေးလည်းမခွဲချင်းအကြာကြီးလည်းမခွဲချင်းအပြေးပြိုင်ခွဲဖို့သွားစမ်းဘယ်တော့မှမခွဲဘူးအတွေ့ထဲမှာပဲလက်မခံနိုင်ဖြစ်နိုင်တယ်မယ်ရင်ဖြူနေခုတခါတည်းအတူနေလိုက်ချင်ပြီဟုတ်သည်ဤခွင့်ရမျိုးနောက်ထပ်ရဖို့မလဲ ကျွန်တော်ရင်ထဲမှာဆုံးဖြတ်ချက်တစ်ခုကြောင့်ကျွန်တော်နှလုံးခုန်တံတွေပိုမြီပြီးပိုမြန်လာကြပြီစုပ်ထားတဲ့မအီးဖြူလက်ကလေးကိုပို၍တင်းကြအောင်စုပ်ကင်လိုက်မိသည်မအီးဖြူအကိုအကိုတို့တခါတည်းထွက်ပြေးကြစို့လားအိုးမဖြစ်နိုင်နာမအီးဖြူထိတ်လန့်သွားသည်မအီးဖြူကိုကြည့်ပြီးကျွန်တော်အာမရသို့တော့အီးမြဆွန်လာရမည်ကိစ္စကို သူလွယ်လွယ်နဲ့လက်ခံနိုင်မည်မဟုတ်ဒီမှာတဘာဝကြသည်ဟုကျွန်တော်နားလည်လိုက်သည်ကျွန်တော်ကတော့နောက်တစ်ဆင့်တက်ပြီးပုံရိပ်ခိုင်မှစွာဆုံးဖြတ်လိုက်သည်ဖြစ်နိုင်ပါ रे မအေးဖြူရဲ့ဘာလို့မဖြစ်နိုင်ရမှာလဲမအေးဖြူအကိုကိုမချစ်ဘူးလားမေးစရာလိုလိုလားအကိုရဲ့လူတဲ့မအေးဖြူဒါရေးကြည့်ရဲ့ဖြေတိတ်ချစ်ပါ रे အကိုရဲ့သူကောင်းကလေးငုံသွားသည်တိတ်အားရစရာကောင်းသည့်ဖြေတိတ်ချင်ရင် တိတ်တတိရှိရမှာပေါ့မယ့်အဖြစ်ရယ်တတိမရှိရင်တော့အကိုကိုတကယ်မချစ်လို့ပဲအချစ်စဲချစ်မှန်ဆိုတာဘာမဆိုစွန်သားရတဲ့တတိကိုဖြစ်ပေါ်စေတယ်တဲ့ညအမောင်မှာပြင်လွင်တပားမသွားရတဲ့မိန်းကလေးကလည်းအချစ်နဲ့ပတ်သက်လာရင်တုတ်တန်တစားပြင်ကိုတောင်ဖြတ်ကြဝင်နေတဲ့ဘရင်သမီးတော်ကလည်းစောင်းကိုလူလင်နေတူတဝခုထဲမှာအသက်ဆုံးဝင်နေချစ်သူနဲ့တွေ့ရဖို့ဆိုရင်ပင်လယ်ရေလက်ကြားကိုလည်း ဖြက်ကူရဲကြတယ်တဲ့တကယ်ချစ်တဲ့ချစ်သူနှစ်ယောက်ရဲ့ကြားမှာအတားဆီးဆိုတာမရှိဘူးမဖြစ်နိုင်တာမရှိဘူးဘာမစိုးလုံးဝင်နေဘာမစိုးဖြစ်နိုင်နေကဲပြောမေးဖြူအကိုနဲ့တူလိုက်ဖို့တတ်တီမရှိဘူးလားမဖြစ်နိုင်ဘူးလားကျွန်တော်ကဖက်ဖူးသည်။ကြားဘူးသည်။နှင့်ကြည့်ကြအောင်ခိုင်မအောင် အပိုင်းချီ၍ပြောလိုက်သည်ကျွန်တော်တကယ်ပြောနေခြင်းဖြစ်သည်ကိုမေးဖြူနားလဲသွားသည် သူက ဘာမှပြန်မပြောကျွန်တော်မျက်နာကိုလည်းမကြည့်သူရှိရှိဖန်ခွက်ထဲမှာရေကဲတုံးလေးများကိုငေးကြည့်နေသည်သူ့ရင်ထဲမှာတိတ်ဆိတ်လှူရှားနေပြီလိမ့်မည်ကျွန်တော်စုပ်ကိုင်းထားသည့်သူ့လက်ကလေးသည်သွေးတိုးနှုံမြန်နေသည်ကျွန်တော်မန်ရီဖြူကိုတနာလိုက်မိသည်သို့တော့တိတ်ချစ်သည်ယနေ့သာအတူထွက်ပြေးကြလင်သူကျွန်တော်ဇနီးလေးဖြစ်ပြီကျွန်တော်တို့ဘယ်တော့မှခွဲရတော့မည်မဟုတ်အိုး တိတ်ချရသည့်မအေးဖြူကိုကျွန်တော်ပိုင်ဆိုင်ခြင်းဆန်းလာသည်မျက်နှိုးပိုင်ပိုင်ချစ်ခွင်ရခြင်းသည်အတူတကွနေခြင်းဆန်းလာသည်ကျွန်တော်ခေါင်းထဲမှာမအေးဖြူကိုချစ်သည်ကလွဲ၍ဘာမှမရှိမအေးဖြူနှင့်တူနေခြင်းသည်ကလွဲ၍ဘာမှမရှိ ရှေ့စကားဆက်ရန်အတွက်ကျွန်တော်တပ်ပြင်းတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်အသေးချာစဉ်းစားစမ်းမှမအေးဖြူရဲ့ဘဝဆိုတာဘာမှရည်ရတာမဟုတ်ဘူးဆယ်ရန်အောင်ပွဲရ အလုံးရမဖြစ်ခင်အကြောင်းမျိုးမျိုးကြောင့်မဲအဖြူနဲ့အကိုကွဲသွားနိုင်တယ်။အဲ့ဒီလိုကွဲသွားရင်ဆယ်တန်းအောင်နာရောပွဲရတာရောအလုံးရတာရောတလောကလုံးမှာဘာကိုပဲရရဘာမှအတိတ်ပဲမရှိတော့ဘူး။မဲအဖြူကိုရရင်တလောကလုံးကိုရတာနဲ့အတူတူပဲ။ဇန်နာရီဘာမှမရစင်းတဲ့နေ့ပါစေ။မဲအဖြူနဲ့အတူနေရဖို့ဆိုရင်အကိုတော့ဘာမှစိုးစွန့်လို့ဝင်နေ။မအီးဖြူခုတခါတည်းအကိုနဲ့လိုက်ခဲ့ပါနော်။ အကိုတို့အတူပြေးကြရအောင်အကိုမဲရေးဖြူနဲ့မခွဲနိုင်တော့ဘူးကွာမဲရေးဖြူခေါင်းငုံနေစေဒုံနီဘာဝေးစိတ်ငြိမ်နေစေကျွန်တော်မဲရေးဖြူကိုအားမရယုံမကမကြင်မနဲ့ဖြစ်လာသည်မဲရေးဖြူပြောစမ်းမှာမဲရေးဖြူရဲ့တတ်တိမရှိဘူးလားယင်ကျွန်တော်စောက်ကင်ထားသောသူ့လက်ကလေးကိုလှုပ်ရမ်း၍မေးမိသည်မဲရေးဖြူထမဘာသာမထော်မလားဘယ်လိုလဲမဲရေးဖြူ ်အကိုနဲ့တူအစင်းရဲ့မခံဝင်မူလာရင်မအေးဖြူကမဖြေကျွန်တော်တပြင်းတစ်ချက်ချလိုက်မိပါသည်အကိုတိပါပြီလေဒါဟာပင်လေရေချောကိုကူးရတာလည်းမဟုတ်ပါဘူးတဝါကူထဲမှာအတူအသေးခံရတာမျိုးလည်းမဟုတ်ပါဘူးဒါတော့မအေးဖြူမစွန်စားဝင်ဘူးတတိမရှိဘူးမဟုတ်လားဘယ်တတိရှိပါမလဲမအေးဖြူကိုကိုတကယ်မချစ်လို့ပေါ့မအေးဖြူဤပါပြင်တွင် ညင်ရီပေါက်ကြီးများတလိမ့်လိမ့်စီးကြလာသည်ပြီးတော့ရုတ်တရက်ခေါင်းကိုမော့လိုက်သည်ကျွန်တော်ကိုခတ်တင်းတင်းစိုက်ကြည့်နေသည်အဲ့ဒီလိုတော့မပြောနဲ့အကိုအေးပြူမခံနိုင်ဘူးအေးပြူကိုကိုသိတ်ချစ်တယ်တတိလည်းသိတ်ရှိတယ်အေးပြူတော့ဘာကိုမှဆွလို့ရမှာဝင်လေးလို့မဟုတ်ဘူးအေးပြူကြောက်တာတခုပဲရှိတယ်အကိုစင်းရဲမှာအကိုကိုလူတွေအထင်သေးကြပြောကြမှာဆိုကြမှာအိုး ဲ့ဒါတွေအကုန်ဥကိုခံဝင်နေအကိုမခံဝင်တာကတခုပဲရှိတယ်။မဲရီဖြူနဲ့ခွဲရမှာလာအကိုအခုသွားမယ်အချိန်မရှိဘူး။မဲရီဖြူကထိုင်ရမှာယုတ်တည့်ထားလိုက်သည်။ဘာတကယ်မဲရီဖြူတကယ်ပြောတာလား။ကျွန်တော်မယုံနိုင်အောင်အံ့ဩသွားမိသည်။တကယ်ပြောတာပေါ့။ဘာလဲအကိုတတ်တည်မရှိတော့ဘူးလား။အိုးတိတ်ရှိလာသွားမယ်။ကျွန်တော်ထိုင်နေရမှာထားလိုက်သည်။ ။စပွဲပေါ်တွင်တမရရေတဝက်စီနှင့်ဖန်ခွက်နှစ်ခွက်မယေးဖြူပြောထားသောစကားကိုတရိယာ၍ကျွန်တော်ကတမရရေဖန်ခွက်ကိုကောက်ယူပြီးတစ်ခွက်ကိုမယေးဖြူထံကမ်းမိလိုက်သည်။ကဲပြိုင်သူကုံအောင်တောက်မယ်။နှစ်ယောက်ပြိုင်သူမော်ချလိုက်ကြသည်။ရင်ထဲမှာအေးမြသွားသည်။